fiber internet ကြိုးတွေကိုဖြတ်တောက်ဖို့တိုက်တွန်းတော့ဟာခေါင်းကိုက်တာတက်တအောင်မျက်လုံးကိုဖောက်ထုတ်ပြလိုက်တာနဲ့အတူတယ်တော်လန်ရေးရဲ့အခက်ခဲဆုံးအပိုင်းကဒါမှလည်းသိလားရန်သူကိုတိုက်ခိုက်ဖို့လက်နဲ့ဆွဲကန်ရတာတည်းမဟုတ်ပါဘူးကိုလူမျိုးကိုဘယ်လောက်ထိနာကျင်အောင်လုပ်ရမလဲဆိုတာကိုစောင့်ထက်ရတာပါဒီမှာချက်ပြင်မှာဖို့အတွက်ဘယ်လောက်အထိပိတ်ဆက်ရမလဲအခုဒီမိကုန်းဟာဖြက်လေးဖြက်ပြူဟာနဲ့အတူမြမတော်လန်ရေးမှာမြမပေါ်နေလာတဲ့အခြေအနေဖြစ်ပါတယ် အနာရှင်ကိုဖြုတ်ချဖို့ဆိုတဲ့ရည်ရွယ်ချက်ကောင်းပြီမဲ့ဒီပြူဟာဟာအမှန်တကယ်ပဲလမ်းမှန်ရောက်ဖို့ဥတည်နေသလားဒါမှမဟုတ်ပြည်သူတွေကိုပို့ပြီးလက်ရှိုင်းနဲ့ဟုတ်စင်ရတွင်တဲ့ကိုတွန်းပို့နေတာလားလက်စစ်တပ်အားတာဝါတိုင်းတွေတကြိုးတွေဖျက်တောက်ဖို့လှုပ်ဆော့တာဟာချင်းသက်ကို၆လမ်းဖို့အတွက်တော်မီရှိုးလိုက်တာနဲ့တူပါတယ်ကျွန်တော်နိုင်ငံရေးစီးရီးတွေကိုအရင်အရင်ကတည်းကလေ့လာပါတယ် အခုဒေါ်လာကြီးအတွင်းမှာဆိုရင်စပြီးတော့နိုင်ငံသိပ္ပံအခြေခံကိုတင်ယူတက်မြောက်ပြီးအောင်မြင်ထားပါတယ်ဒီပုံမှာဆနေတကြနဲ့ကျွန်တော်ဖြတ်လေးဖြတ်ပြူဟာကိုပေါက်တက်ပြီးတော့ပြည်ပြည့်ထက်ထန်ဝေဖန်ချင်ပါတယ်ဒီပြူဟာရဲ့အဓိကအနှစ်သာရကရန်သူရဲ့အားနှက်ချက်ကိုထိုးနှက်ပြီးအင်အားကို ချိနဲ့စေဖို့တက်ကြွတဲ့လုံဆော်မှုတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာ အားနှက်ချက်သူမဟုတ်ချနေမဲ့တားကောင်း ဘယ်သူဆိုလိုတာလဲဆိုတော့ကျွန်တော်တို့သိချစဉ်းစားဖို့လိုပါတယ်။တော်လန်ရေးရဲ့အခက်ခဲဆုံးအပိုင်းကရန်သူကိုတိုက်ခိုက်ဖို့လက်နက်စွဲကန်ရတာတွေမဟုတ်ပါဘူး။ကိုလူမျိုးကိုဘယ်လောက်ထိနာကျင်အောင်လုပ်ရမလဲဆိုတော့ကိုစုံဖြတ်ရတာပါ။ဒီမှချက်ပြင်မဖို့အတွက်ဘယ်လောက်အထိပေးဆက်ရမလဲ။ဒီတော့ဖြတ်လေးဖြတ်ဖြူဟာနိုးစော်ချက်ကိုထုတ်တက်ကြည့်အောင်ဖြတ်လေးဖြတ်မှာနံပါတ်၁ကဆက်သွယ်ရေးလမ်းကြောင်းကိုဖြတ်တောက်ခြင်းဆက်သွယ်လမ်းကြောင်းအကုန်ပါပါတယ်။ဖိုင်ဘာအင်တာနက်ကြိုး ဖုန်းလိုင်းအကုန်လုံးပတ်ပါတယ်ဒီလိုမျိုး fiber internet ဂျိုးတွေကိုဖြတ်တောက်ဖို့တိုက်တွန်းတာဟာခေါင်းကိုက်တာတက်တာအောင်မျိုးလုံးကိုဖောက်ထုတ်ပြလိုက်တာနဲ့အတူတယ်စစ်တပ်ရဲ့ဆက်သွယ်ရေးကိုနောက်ဆက်နိုင်ပေမဲ့အများပြည်သူရဲ့ဆက်သွယ်ရေးကိုရတခုလုံးပြိုလဲသွားမှာဖြစ်ပါတယ်ဒီနေ့ခေတ်မှာ internet ဟာသတင်းချက်လက်ရယူဖို့တိမဟုတ်ပါဘူးစီးပွားရေးလုပ်ငန်းတွေလက်ပတ်ဖို့ပညာရေးသင်ယူဖို့လူမှုဆက်ဆံရေးတည်ဆောက်ဖို့အတွက်မရှိမဖြစ်အရေးပါတဲ့အခြေအနေဖြစ်ပါတယ် ဒီလိုလမ်းကြောင်းတွေကိုဖျက်တောက်လိုက်ခြင်းဟာစစ်တပ်ကို ထိခိုက်တဲ့ဆိုတာထက်ပြည်သူတွေကို ပိုပြီးအထီးကျန်စေပြီးဒုက္ခရောက်စေမှာဖြစ်ပါတယ်။ဥပမာအရေးပေါ်အခြေအနေမှာဆေးရုပ်ကိုဆက်သွယ်ရမယ့်အခြေအနေရှိတဲ့သူတွေမိဖခါနီအရေးပေါ်အကူအညီလိုအပ်နေတဲ့သူတွေမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့သူတယောက်အဲ့ဒီလူတွေဘယ်လိုလုပ်မလဲဆိုတာမျိုးထပ်တွေးဖို့လိုတယ်။ဖြက်လေးဖြက်နှစ်ဒါလေးစစ်တပ်အဖျက်တောက်ခြင်း လက်စစ်တပ်အားတာဝါတိုင်းတွေတကြိုးတွေဖျက်တောက်ဖို့လှုပ်ဆော့တာဟာချင်းတက်ကိုခြောက်လန့်ဖို့အတွက်တော်မီရှုလိုက်တာနဲ့တူပါတယ်စစ်တပ်ရဲ့စီရေးလှုပ်ရှားမှုတွေကိုအဟံအတားဖြစ်စေနိုင်ပေမဲ့ဆေးရုံတွေအတက်ကက်ဆက်တွေအောက်ဆီဂျင်ဆက်တွေရပ်တန့်သွားနိုင်တယ်လို့ရေတင်ဆက်တွေလိုမျိုးအခြေခံပစ္စည်းရပ်တန့်သွားနိုင်ပါတယ်အဲ့လိုမျိုးဆက်တွေမလက်ပတ်နိုင်တော့ပဲရေတင်ဆက်ဆိုရင်တောက်တော့ရေတွေပြတ်လက်သွားတဲ့အခြေအနေတွေလည်းဖြစ်လာနိုင်ပါတယ်စာတင်ကြောင်းတွေဆက်ရုပ်တွေ ပိတ်သိမ်းရတဲ့အထိဖြစ်သွားနိုင်ပြီးအများပြည်သူရဲ့လူမှုစီးပွားဘဝကိုအကြီးအကျယ်ထိခိုက်စေမှာဖြစ်ချပါတယ်စစ်တပ်အတွက်ဆိုရင်ယာယီအဖြစ်တော့အခက်အခဲတွေ့ကောင်းတွေ့နိုင်ပေမဲ့အဆုံးမှာတော့ပြည်သူတွေပဲပို့ပြီးဒုက္ခရောက်ပြီးအသက်အိုးအိမ်စီးဆဲကိုပါ ထိခိုက်စေနိုင်ပါတယ်ဟုတ်ဖြတ်လေးဖြတ်မှာနံပါတ်၃ကရေပေးဝေးရေကိုဖြတ်တာဖို့ပြောရေပိုင်လိုင်းတွေကိုဖြတ်တာဖို့ကြိုးစားတာဟာလူနာကိုတတ်ပြစ်ပြီးယောဂကိုကုသဖို့ကြိုးစားတဲ့သဘောနဲ့တူပါတယ် ရေဟာလူသားတွေအတွက်အသက်ဆက်ဖို့မရှိမဖြစ်အရေးပါတဲ့အရာရေပေးဝေးရေစနစ်ကိုဖျက်ဆီးလိုက်ခြင်းဟာတာတော်ရေပြတောက်မှုအပြင်တရှိအခက်အခဲတွေယောဂတွေပြန်နှံ့လာနိုင်တဲ့အထိအန်ဒီရေကိုကြီးမားစွာဖန်တီးလိုက်သလိုဖြစ်ပါတယ်စစ်တပ်ဟာရေတပ်စင်တဲ့နီလန်းတွေကိုအခြားရေရင်းမြစ်တွေကနေရှာဖွေနိုင်ပေမဲ့အများပြည်သူအနေနဲ့ကတော့ရေဟာနေစဉ်ဘဝအတွက်အထူးကလိုအပ်ချက်ဖြစ်ပါတယ် ဒီလိုဖြတ်တောက်ခြင်းဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့အရာဆိုးမှုတရားနဲ့တောင်မှတူနေပါတယ်။နံပါတ်၄ဖြတ်ရိတ်ခေါနဲ့ဆက်သုံးစီကိုဖြတ်တောက်ခြင်းစစ်တပ်အတွက်ရိတ်ခေါနဲ့ဆက်သုံးစီတင်တွေရလမ်းကြောင်းတွေကိုပိတ်ဆို့ဖြတ်တောက်ဖို့ကြိုးစားတာဟာအိမ်ကိုမိရှုပ်ပြီးကြွက်ကိုဖမ်းဖို့ကြိုးစားတာထက်ပိုဆိုးပါတယ်။ဒါဟာအိမ်ရှင်မှာမိထဲပတ်သွားနိုင်တဲ့အန်တီရရှိတဲ့လောက်ရပါ။ ထိရောက်တဲ့အခြေအနေနဲ့ထိရောက်တဲ့ပြစ်မှတ်ကိုထိရောက်တဲ့မစ်ရှင်တစ်ခုအနေနဲ့လှုပ်ဆောင်တာဘာမှမဖြစ်ဘူးစစ်တပ်ရဲ့ရိခါတဲ့73စီတွေကိုလိုအပ်ချက်ကိုထိခိုက်စေနိုင်တဲ့ရည်ရွယ်ချက်လို့ဆိုနိုင်ပေမဲ့အဲ့ဒီလိုလုံရက်တွေဟာအများပြည်သူကိုတံပြန်ပြီးမလွဲမသွေပဲထိခိုက်စေမှာဖြစ်ပါလေစစ်တုံးစီပြတ်တော့ရင်ကုန်စီစည်းစိမ်မှုရပ်တန့်သွားနိုင်ပြီးစားနပ်ရိခါရှားပါမှုတွေဖြစ်ပေါ်လာနိုင်ပါလေ ရဲခတင်ရင်တွေကိုတိုက်ခိုက်တာလမ်းမအန်တရရှိတဲ့အရာတွေထောင်ပြီးတော့ထားရှိတာဟာအပြစ်မဲ့တဲ့ပြည်သူတွေကိုထိခိုက်နိုင်သလိုစစ်တပ်ရဲ့တုံ့ပြန်မှုကို ပိုပြီးပြင်းထန်စေနိုင်ပါတယ်။မြန်မာပြည်တချို့နေရာတွေမှာဖြက်လေးဖြက်တန်ပုံစံမျိုးမိထားတာလေတော့ကြည့်ကြည့်မြင်အောင်ကြည့်ရင်သိပါတယ်။မြန်မာပြည်တချို့နေရာတွေမှာတွေ့နိုင်ပါတယ်။ပြည်သူတွေဟာစာဝတ်နေရေးခက်ခဲလာပြီးအခြေခံလိုအပ်ချက်ကိုတောင်မရနိုင်တော့တဲ့အခြေအနေကိုရောက်နေကြတာဖြစ်ပါတယ်။ ဒါကိုကျွန်တော်ချုပ်ပြီးတော့ပြောရရင်ဖြတ်လေးဖြတ်ပြူဟာစစ်တပ်ကို အခက်ခဲတွေထိခိုက်နိုင်တဲ့ဆိုပေမဲ့ပြည်သူတွေအတွက်ပြည်သူတွေအပေါ်မှာမယုံနိုင်လောက်အောင်ဆိုးရွားတဲ့အကျိုးဆက်တွေကိုတက်ရောက်စေနိုင်ပါတယ်။ဒါအပြင်စစ်တပ်ဟာဒီလိုလောက်ရတွေအတွက်ပြန်လည်လက်တော့ပြန်တဲ့အနေနဲ့ပြည်သူတွေကိုပို့ပြီးရေးရဲဆက်ဆက်ဖိနှိပ်အကြမ်းဖက်လောက်နိုင်ပါတယ်။ဒါဟာရန်သူကိုနှိပ်ကော့ဖို့အတွက်ကိုကိုကိုတတ်သိဖို့ကြိုးစားတာနဲ့တူပါတယ်။ ဒီရချက်ကအာနာရှင်ကိုဖျောက်ချဖို့ဖြစ်ပေမဲ့ဒီလိုနီလန်းတွေဟာပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းကိုပိုပြီးအန်ဒီရထက်ကိုရောက်စေနိုင်ပါတယ်။တော်လိုက်ရေးမှာဒီရချက်ကောင်းတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ရေရှည်မှာဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတော့ကိုလည်းတည်တည်ကြကြစဉ်းစားဖို့လိုတယ်။ပြည်သူတွေရဲ့ယုံကြည်အောက်ကမှုကိုရယူထားတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေအနေနဲ့ပြည်သူတွေရဲ့အသက်ကိုနားထောင်ဖို့မဖြစ်မနေလိုတယ်။သူတို့ရဲ့ဒုက္ခကိုစာနာဖို့ ပြည်တော်ဝန်ယူမှုတာဝန်ခံမှုတွေရှိဖို့အလွန်အရေးကြီးပါတယ်။မြို့တစ်မြို့ကိုတိတ်ပိုက်နိုင်ခဲ့ရင်တော့အဲ့ဒီမြို့မှာနေထိုင်တဲ့ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းကာကွယ်ပေးမလဲဆိုတဲ့အစီအစဉ်တွေမရှိဘူးဆိုရင်ဒီတော်လိုင်းကြီးဟာဘယ်လိုမှအောင်မြင်မှာမဟုတ်ပါဘူး။ဒါဟာမြို့တိတ်ပြီးဘသူ့ကိုအကူအညီတောင်းမလဲမသိဖြစ်နေတဲ့ပြည်သူတွေနဲ့တူတူပါပဲ။ဒါကြောင့်ဖြက်လေးဖြက်ပြူဟာကိုအသေးချာပြန်လည်စဉ်းစားသင့်ပါလေ။ တကယ်လို့ဒီပြူဟာကိုဆက်လက်အကောင့်ထက်ဖော်ချင်တဲ့ဖော်မယ်ဆိုရင်ပြည်သူတွေအတွက်ဘလို့အကောင့်တွေပေးမှလဲသူတို့ရဲ့အနာဂတ်ကိုဘလို့အာမခံချက်ပေးမလဲဆိုတော့ကိုတိတိကျကျချပြနိုင်ဖို့လိုပါလေမဟုတ်ရင်တော့ဒါဟာပြည်သူတွေကို အမောင်တဲကိုတွန်းပို့ဖြစ်ချင်အောင်ဖြစ်ဆိုတဲ့လောက်ရတစ်ခုပဲပြစ်သွားနိုင်ပါတယ်တိထားရမှာကတော်လန်ရေးရဲ့အောင်မြင်မှုဟာအာနာရှင်စစ်အာနာရှင်ကိုဖျောက်ချနိုင်မှုတစ်ခုတည်းနဲ့ဆုတ်ဖြတ်တာမဟုတ်ပါဘူး ဲ့နောက်မှာတည်ဆောက်မဲ့အနာဂတ်ဟာဘယ်လိုမျိုးလဲဆိုတာနဲ့တိုက်ရိုက်တက်ဆိုင်ပါမယ်။ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုမကာကွယ်နိုင်တဲ့အတူတွေရဲ့အနာဂတ်ကိုမျှော်လင့်ချက်မပေးနိုင်တဲ့တော်လှန်ရေးဟာလည်းဘယ်လိုမှအောင်မြင်တဲ့တော်လှန်ရေးလို့မခေါ်နိုင်ပါဘူး။ဒါတွေအလုံးကျွန်တော်တို့ပြည်သူတွေရောတော်လှန်အင်အားစုတွေရောနားလည်ထားပြီးဝိုင်းဝန်းတိုက်တွန်းပြောဆိုကြဖို့အလုံးအရေးကြီးပါတယ်ဆိုတာကိုကျွန်တော်တင်ပြချင်ပါတယ်။ကျွန်တော်ပြောတဲ့တော်တော်ဝေဖန်ခြင်းဟာပုံကိုရေးတိုက်ခိုက်တာမှမဟုတ်ပါဘူး။ ကျွန်တော်နဲ့လည်း group တွေမှာတူတူရှိနေတာဖြစ်ပါလေဒီပုံမှာကျွန်တော်ဟာ Titan no so ချက်တစ်ခုပုံမှာသာဝေဖန်တုံတတ်တာဖြစ်ပါလေအမားမှန်ကိုကျွန်တော်မိတ်ဆွေတွေကျွန်တော်နားလည်တဲ့ပရိသတ်တွေ comment မှာဝိုင်းပြီးတော့ရေးပြထောက်ပြခဲ့ပါဦးဖြတ်လေးဖြတ် view ဟာရဲ့စိုးကျိုးတွေဟာပို့ပြီးစိုးနေတဲ့အခြေအနေဆိုတော့ကျွန်တော်တင်ပြချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်